ရှေးရောက်ရည်ကြီးမှုနည်းမဖြစ်တာနဲ့အညီမမာရီရဲ့ဘာသာတရားပေါ်ယုံကြည်တတ်ဝင်တမိုးထားမှုနဲ့အတူရှင်တွဲလိလာနေတာကတော့မြမလက်မှုအမှုပညာတွေပဲဖြစ်ပါတယ်။ မျိုးမျိုးသောလက်မှုပညာရပ်တွေကိုပကံမီရဲ့နေရာတိုင်းလူလူမှာမြင်တွေ့နိုင်မှာဖြစ်ပြီးတော့စုပေါင်းအင်အားနဲ့ပုံဖော်ဖန်တီးရတဲ့လက်မှုအမှုပညာတစ်ခုကိုမိတ်ဆက်ပေးရမယ်ဆိုရင်ညင်းကပါရွာကအယုတ်ချိုးတဲ့လက်မှုပညာကိုချန်လက်ထားလို့မရပါဘူး တမိုင်းစင်လာကြီးမာတဲ့ပကံမျိုးသိနဲ့မျိုးဟောင်းကြမှာရှိတဲ့မြင်းကပါရွာကမနူပါဖရားပွဲဟာပကံမြည်ရဲ့မြောင်များလာစွာတော့ဖရားပွဲတော်တွေကတမှုထူးကြတဲ့ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။မြမလက်မှုအမှုပညာနဲ့ရိုးရကာလတွေကိုစိတ်ဝင်တစားလာရောက်လည်လာခြင်းတွေအတွက်တော့ဒီပွဲတော်ဟာထူးကြတဲ့ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ ပကံဒေတာဟာလက်မှုပညာထုံးကားရအရက်ဒေတာဖြစ်တဲ့အတွက်ဝါနဲ့စက်ကူကိုအဓိကအသုံးပြုပြီးတော့လူဝင်ကနိုင်တဲ့စက်ကူအယူကြီးတွေကိုပြုလုပ်ကလမ်းတလျှောက်လှည့်လည်ကပြချတာပဲဖြစ်ပါတယ်။ဒီပွဲတော်ဟာခေအဆက်ဆက်ကစီးဆင်းလာတဲ့ယဉ်ကျေးမှုပွဲတော်ဖြစ်တဲ့အတွက်ရွာသူရွာသားတွေဟာတရုတ်ပြည့်ယဉ်ကျေးမှုမပါပဲရိုးရာယဉ်ကျေးမှုစစ်စစ်နဲ့သာကျင်းပကြလိမ့်ရှိပါတယ်။ကျွန်တော်ဒီမနွားဖျားပွဲကတော့ဟို နှစ်စင်ပေါ့ဟိုတော်ရင်းလာစား45ရက်ပေါ့အဲ့ရုပ်ကိုဖျားဝဲမလာခင်တလားတော့ဂျူပြီးလုံးအဲ့ကြမှာကျွန်တော်ဒီစင်ပြောတော့ညတော့မှတော်ရင်းနဲ့ဆက်လုပ်အနှစ်စင်တိုင်းပဲအယုံဆုံးပွဲရတော့ရိုးရမပြေလောက်ကြပါနဲ့အကုန်လုံးပေါ့နော်လူငယ်တွေရောလူကြီးတွေရောကလေးတွေရောအကုန်ပေါ့အဲ့မှာပျော်ပွဲရှင်ပွဲတွေလူကြီးရလေလူကြီးပိုင်းပေါ့ကလေးရလေကလေးပိုင်းအဲ့လိုနဲ့ဒီလိုလောက်ကြတာပေါ့အဲဒီရွာဖျားဝဲဆိုရွာတိ60ကလည်းအရင်ကြတယ် တကယ်လဲလာစရာလဲကောင်းပါတယ်ပျော်စရာလဲကောင်းတော့အဲဒါကြောင့်အမ်ကျွန်တော်တို့ရွာနေပြီးတော့နေကြောအလုတ်တွားလုပ်တဲ့လူရရဲဖျားပွဲဆိုမဖြစ်မနေရောက်အောင်ကိုလာကြတာအမှန်ဆုံးကတော့အဲဝါဝါလုံးကိုဝါပြီးပြီးတော့ဖဲ့ပြီးတော့ဖျားပြီးတော့လေဒီလိုမျိုးလွတ်ရပေါ့အဲဒီမှာအကျိုးလေးရက်ပြီးကတ်တယ်ဆက်ကူဟိုဝိတ်ကတ်တယ်ဆက်ကူကတ်အဲဒီမှာနေရန်နေချောင်းလဲဝိုးရွာတော့ကျွန်တော်တို့ဟာရတော်တော်များများနာဆိုလဲဒီ သူရဲ့နှာခေါင်းလိုသူရဲ့သူပါရဲ့အဲ့လိုမျိုးဟာရင်ကျွန်တော်ကျွန်တော်ပို့ရဆိုတယ်လေအဲ့ဒါရင်ကျွန်တော်ချော့ပါလားရည်ရချက်ကတော့အဲ့လိုပေါ့ဟိုညော်ပွဲရှင်ပွဲကိုအဓိကထားပြီးတော့ယူရမှာပြရအောင်အဲ့လိုမျိုးလေးပဲလုပ်ကြတာပါကျွန်တော်လည်းချင်းနေဘောဖြစ်အောင်လို့ပေါ့အများနဲ့မတူအောင်လို့လည်းဒီအန်ကယ်လည်းမြန်မာပြည်အဟွာလည်းတိတ်နေတယ်အိမ်တော်မှာစစ်စားနေတယ်လေအိမ်တော်ကလည်းပြီးပြီးပြီးချင်းဆိုတော့ကျွန်တော်သူ့ထပ်ပြီးတော့ဂုံတင်တဲ့အနေနဲ့ကျွန်တော်ဒီရုပ်ကလေးကိုစဉ်းစားပြီးတော့လုပ်မှာ အယုတ်သွင်းမွေးမှာထဲသွင်းပြသမယ့်အယုတ်တရုတ်ကိုပုံဖော်ဖန်တီးဖို့အတွက်အဓိကလိုအပ်တဲ့ပစ္စည်းတွေကတော့ဝါးဆက်ကူပလတ်စတစ်ကြိုးပဲဖြစ်ပါတယ်။ဝါးကိုလိုသလိုခွဲချမ်းစစ်ဖြာပြီးစိုက်မျိုးစုံရအောင်အချောတက်ရတဲ့အပြင်ဝါးချမ်းတွေကိုတုံအောင်ဖို့အတွက်လည်းကြိုးတွေပါဖြတ်တောက်ထားရပါတယ်။ပုံဖော်မဲ့အယုတ်တရုတ်အတွက်ပုံစံငယ်ကိုအချောတက်ထားတဲ့ဝါးချမ်းတွေနဲ့ရှိခွေပြီးတော့အဆင့်ဆင့်ပုံဖော်ကပလတ်စတစ်ကြိုးတွေနဲ့ခိုင်မြဲအောင်ချီနှောင်ထားရပါတယ်။ ပြီးရင်တော့ဝက်ချမ်းအသေးလေးတွေကိုဝက်ကလေးများဖြစ်အောင်ပို့ပေါ်ပြီးတော့ရက်လို့ရပြန်ပါတယ်။ လူတကူဝင်ရောက်ကနိုင်အောင်ပြုလို့ရတာဖြစ်တဲ့အတွက်တောင်တင်းခိုင်မာဖို့ကိုလည်းအဓိကထားဖန်တီးရတယ်လို့ဝကက်လေးတွေကိုလည်းအမှုစိတ်အကွက်ပုံပေါ်ကပုံစံငင်မှာကတ်ချီရပါတယ်။အမျိုးသားသုံးလေးဦးအတိုင်းတာမပါပဲစိတ်မနဲ့တီထွင်ယူရတဲ့အတွက်တာမန်ကြည့်ုံနဲ့တော့လွယ်လွယ်ကူကူဖန်တီးနိုင်မှာမဟုတ်ပါဘူး။ ဝိုင်းဝန်းပြီးမှလုံမှလည်းရတယ်ဒီရုပ်ကိုညနာရီဖော်ရဆိုတာလေအောက်ကချောင်းထားတယ်နေလန့်တယ်နေလန့်ပြီးမှနေလန့်ကိုချောင်းရင်ပတ်ကြည့်ရတယ်ပတ်ကြည့်ရကြည့်မှကော်ပက်ဆာရတယ်အဲဒီစဉ်းစားတော့တော့ အယုတ်သုံးမှုအရေးကြီးဆုံးနဲ့အခက်အခဲဆုံးပုံဖော်ရတာကတော့အယုတ်ရဲ့မျက်နှာအနေထားပဲဖြစ်ပါတယ်။လက်မှုအမှုပညာပြင်ပကြီးပညာရဲ့ကိုပါတပါးတည်းဆောင်ရွက်ရတာဖြစ်လို့စီးဆက်စီးချေအသေးစိတ်ရည်ဆွဲရပါတယ်။အမှုအကျန်းကော်ဗတ်မျိုးစုံတို့ပြီးတော့မျက်နှာပြင်အချောကန်ရတယ်လို့ဖော်နေကောကိုအသုံးပြုပြီးတော့လေနေရွက်ကိုပါဖန်တီးယူရပါတယ်။လူတယောက်ရဲ့ပုံတရံအနည်းဆက်ဆုံးဖြစ်အောင်မျက်နှာမျက်ခုံနှာခမ်းမျက်လုံးအသေးစိတ်ခြေတာပြင်ဆင်ရပါတယ်။ ဆက်ကုတ်ကတ်တယ်။ကပ်ပြီးတော့ကိုလိုချင်တဲ့အယုတ်ပုံကဒီဇိုင်းဆိုးရစီးချင်။ဒီရောကတော့အလိုမျိုးပေါ့အယုတ်ပုံကိုအယုတ်ပုံစီးရည်ပိုင်းဆိုရင်တွန်းလိုက်နေတော့မှဂျူပြီးတော့ချဲကြတာပေါ့။ဘာလို့ဆိုတော့ကိုယုတ်ရိုးတော့မှာပေါ့။အဲ့လိုခ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 ျင်လဲဒါမဲ့အဲ့လိုတော့ရှိပါလေ။ချိန်မဲ့ဟိုချက်ချွတ်ကြတော့ဉာဏ်ဉာဏ်ပြီးနေတာပေါ့ကြည့်နေတာပေါ့။အဲ့မျိုးမလုပ်ဘူးလားပါညာပေါ့။အဲ့လိုမျိုးကျွန်တော်ကအဲ့မှာတူးခွာပြရတယ်လည်းလုပ်ပြရရှိရပေါ့။ခါကြရလေဘယ်သူမှမကြည့်အောင်လို့ကိုယ်ကဒီ AC လေးတော့ ာပြင်တပြင်လုံးကိုအပြူရောင်အောက်ခံဆေးချေပြီးတော့အဲ့ဒီပေါ်မှာ အသားရောင်ဆေးကိုညင်ညာအောင်အထက်ထက်ခြေတရပါတယ်နှာခေါင်းမှာခြေတမယ့်အရာညလုံးမှာခြေတမယ့်အရာအသုံးပြုပုံကပကြီးဆရာရဲ့စိတ်ကြိုက်ဖန်တီးတဲ့အယောင်ဆက်ချင်းအမှုပညာရဲ့တစ်ခုပါပဲ။ ခဲ့တဲ့ပုံစံကိုကျွန်တော်ကလေ့လာလေ့လာထားတာပေါ့နော်အဲဒီတော့မှကြီးရတယ်လေ့လာထားပြီးတော့ဒါလေ့လို့ချင်တယ်လက်ဆွတ်ဘယ်လိုဘယ်လိုဝတ်လဲတက်ကောက်ပါလေအဲသူ့ရဲ့အနိဟာတန်တားဟိုလည်းကျွန်တော်ကကြည့်ပြီးတော့ယူပြီးတော့ထားတာပေါ့သူမျက်စိမှာမှတ်ထားတာပေါ့မှတ်ထားပြီးတော့မှသူဘယ်လိုအိမ်ကြီးဝတ်တတ်တယ်ဒီကျွန်တော်တို့မှအရင်ရှင်းရှင်းပြီးတော့တွေ့အဲ့ဒီညနာဝင်လေကျွန်တော်ညနာတည်းလှည့်ဖို့ကျွန်တော်တော့လွတ်ရပါတယ်။အဲ့ညနာလွတ်ခွာရအောင်အချိန်တော်ပေးရတယ်။ဒီညနာကိုလွတ်ပြီးတော့ ပြီးပြန်ပြီးတော့စီစဉ်ရတယ်မလို့ဇပင်တက်ရတယ်ကျွန်တော်ညအေယာဝင်ဆိုရင်ဇပင်တက်ရင်ဘလူးတက်ရမယ်ကိုယ်ကခေါင်းထဲမှာထားယူစဉ်းစားကြည့်လို့ကြာလောက်ရတယ်ဒီညနာနဲ့ချောရတယ်ဒူရမလားပေါ့သူလည်းကြာတယ်ဟိုကျန်တဲ့အယုတ်တွေလုတ်တယ်ဆိုတော့ဟိုကြက်လူချဲလို့ရတယ်ဒီညနာပေါ့ချဲဖို့ဆိုရင်အကန်တဲ့ဒူမှာကြိတ်မခံပါဘူးဒါပေမဲ့ကျွန်တော်လည်းတက်နိုင်ဆုံးလုတ်ပါမယ်ဆိုပြီးကိုယ်ကစိတ်ထဲမှာအဲ့လိုကျွန်တော်ပြန်ရတယ်ဟိုဖုန်းပေါ်ပြတယ် တော့လည်းကျွန်တော်တက်နိုင်နေအင်အားပကံနေပြောတော့အားဖြစ်ရတဲ့ဘောပေါ့ဒါမှမဟုတ်ကျွန်တော်ကတော့အကူအေးလောက်တော့မတက်ဘူးပေါ့ဒါမှမဟုတ်ကျွန်တော်ကအကျမ်းပြလောက်တော့ကျွန်တော်တို့လုတ်ပေးပါတယ်အကူအေးရလဲကျွန်တော်တို့လက်ဆင့်ကမ်းပညာပေးတယ်လို့ကျွန်တော်ကလည်းကျွန်တော်တို့အငယ်ငယ်ရောကျွန်တော်ကပညာပေးရလက်ဆင့်ကမ်းရတာဒီလိုနဲ့ကျွန်တော်ကတင်ကြရလာကျွန်တော်တော့လက်ပြီးတော့ခေါ်ပါတယ်ကျွန်တော်ငွေငွေဘယ်လိုဘယ်လိုလုတ်တောင်းကျွန်တော်ကတော့ပြောပြတာသူဆိုကိုကြောက်တယ်လည်းမလုတ်ပါဘူးသူတို့လည်းလုတ်တောင်းတယ်ကျွန်တော်ထိုက်ပါတယ်အဲ့ပါဒီဟိုတော့ဂျင်း ချင်းချေပိုက်ဆိုရင်မိမိဓာရီဓာရီလုံးလိုက်ပေါ့အဲ့လိုမျိုးပေါ့အောက်ခံအသားရောက်ဆိုရင်အဲ့လိုဆက်ပြီးလဲချဲလိုက်အဲ့လိုဆက်တာကိုဘယ်လိုဆက်လို့ပေါ့လို့ရပါခုယုံလုံးကြကပုံပေါ်လာတဲ့အရုပ်ကတော့မြမပီကတိချစ်ပရိသတ်တွေအန်ကဲလို့ချစ်စမှုခေါ်ကြတယ်မြမပီသိန်းနံရဲ့ပုံစံတူအရုပ်ပဲဖြစ်ပါတယ် ရာဆိုရင်ငါကညယုတ်တွေပါတယ်သူ့ပြီးတော့ပျော်ပါလွန်းလို့တခါမူးရတောက်စားပြီးရုပ်နဲ့အာဝင်အာဝင်ခွင့်ချလုံနေတော့ပျော်ပါလေလွန်လွန်းမလို့ဒီနေ့မြင်ချင်းမူရာချင်းသိမ့်ထိမ့်သိမ့်တာပေါ့လေရုပ်ကိုမြင်ရင်လေးနဲ့လှလာပါပါလေးထိုးကြဆိုပြီးတော့ပါရဘောပကာနဲ့ဂျီရီယာနေပြီးတော့တက်မှတ်လိုက်တဲ့အတွက်ဒီနေ့အန်ဂယ်ရိုအယုတ်တာ နာမည်ပို့ပြီးရှိလာပါရခင်ဗျာအမှုပညာငွေကြေးခွင့်တူဦးရဲ့ဝေစာစင်ရင်ပုံဝေစင်သုံးပြုလေးရှိတဲ့လက်ဝက်လက်စာကိုနေဟံမျက်မှန်စပင်စတာတွေကိုပါတထက်သေးနီးပါးကြောင့်ပြင်ဆင်ပြီးရင်တော့မနူဟာဘရားဘွဲမှာလှဲ့လေကပြဖြိုပြတာဖြစ်လို့ဘရားဘွဲလာပြိတ္တတီအနှစ်သက်ဆုံးစီးရင်မှာထိတ်ဆုံးကပါဝင်ခဲ့ပါတယ် ဒါကြောင့်ဝါနဲ့ဆက်ကူပလတ်စတစ်ကြိုးကိုအသုံးပြုပြီးတော့လက်မှုပညာနဲ့ပကြီးပညာပေါင်းစပ်ထားတဲ့ညင်းကပါရွာကဒေသခံတွေရဲ့အယုတ်ချိုးတဲ့အမှုပညာတရက်ကို လေးစားသောအဖြစ်ဒီစီစဉ်တဲ့အတူဘုံပြုအားပေးပါရစေလားရှင်။